အားလုံးပဲမင်္ဂလာပါရှင် AC Channel မြန်မာမှာ ပြန်လည်ကြိုဆိုပါရစေ။ယနေ့ဒီတစ်ပတ်နဲ့ကြောင်းလီရတော့အတန်ဝင်တာအမြန်တတဆီမဲ့နီလန်းခုနှစ်မျိုးဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာနာမကျန်းဖြစ်နေခြင်းဒါမှမဟုတ်စူးစူးဝါဝါအော်ဟစ်ခြင်းသချင်းဆိုခြင်းစကားလုံးကျုံပြောဆိုခြင်းလိုမျိုးအတန်ကိုအလွန်ကျုံသုံးဆရာတွေကြောင့်အတန်ဝင်သွားတဲ့အခါမှာတဲ့အတန်ဘယ်လိုပြန်ကောင်းနိုင်မလဲဆိုတာကို အဖြစ်ရှာဖို့လိုအပ်နိုင်ပါတယ်။ဓာတ်မတည်ခြင်း၊စားခြင်းပြန်ယောဂ၊ပန်းနာရင်ကျဲယောဂနဲ့သက်လေတောက်ခြင်းတွေကြောင့်လည်းအတန်ဝင်စင်နိုင်ပါတယ်။တည်ငောင်းကတော့အတန်ဝိုးရောက်ခြင်းကညာတော်အဖြစ်ရှားဖြစ်ပြီးသင်အတန်ပြန်ကောင်းလာဖို့ရာသင်ကြိုးစားနိုင်တဲ့နည်းလမ်းတချို့ရှိပါတယ်။အတန်ကိုအနာပေးရက အတန်ကိုရောင်ကျဉ်ရကြအဓိကကုသမှုဖြစ်ပါတယ်အတန်ကိုလုံလုံရရအနာပေးရကအနာပေးတဲ့အချိန်ကနေစပြီး24နာရီကနေ48နာရီအတွင်းမှာအတန်နာကျင်နဲ့ရှောင်းကျင်ကိုတက်တာစေနိုင်ပါတယ်ဒီတို့စကားတော့မပြောပဲသိရဲ့အတန်ကို လုံးဝအသုံးမပြုပဲအတန်ကိုအနာပေးတာကကောင်းကောင်းအလုပ်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ရှင်းရှင်းလင်းလင်းမတိရတော့လဲ ဒီကြိုးပြောဆိုခြင်းကအတန်ကို အလွန်မင်းအသုံးပြုရပြီးအတန်ထွက်လာဖို့အတွက်ပွားဆက်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အတဝင်နာတတစေဖို့တင်းရဲ့အတန်ကိုတရလာနှစ်ရလာ အနာပေးဖို့စီစဉ်ဆောင်ရွက်ပါဒါမှမဟုတ်လေတပတ်ကြာတဲ့အထိအနာပေးနိုင်ပါတယ်ဆိုဆိုတဲ့လေကအပံကိုရောင်ခြင်းအတွက် ခေါင်းမို့စေပါရဲ့ဒါကြောင့်ဆိုတိုင်းမှုထိန်းဆက်ကို၃နာမျိုးရင်းနှီးနဲ့ဆိုင်ပြီးရေချိုးရမျိုးရင်းနှီးငွေရှူရမျိုးတွေလုံဆောင်ပေးပါအတန်ကိုအရန်အသုံးပြရတဲ့သူတွေမှာရေတက်ခန်းချောက်ခြင်းကြောင့်အတန်ပိုင်းဆိုင်ရာတရားမှုတွေကိုပိုခန်းစားရနိုင်ပါတယ်တင့်အတန်ပြန်ကောင်းလာစေဖို့ရင်းနှီးငွေရှူဖို့အတွက်ဒီနီလန်၃မျိုးကိုသုံးကြည့်ပါပထမတစ်ခုကအဲ့ဒီအချိန်မှာဆိုတိုင်းမှုထိန်းဆက်ကိုဖွင့်ပါ ဒုတိယကရေနွေးနွေးနဲ့15မိနစ်ကနေမိနစ်20လောက်တိစိမ့်ပြီးမှရေချိုးပါနောက်ဆုံးတစ်ခုကဇလုံးတစ်လုံးထဲမှာရေနွေးထည့်ပြီးစိုးစိုးတဲ့လေကို ရှူပါ တက်ကိုတတိထားမှာကအပိုးမလောင်စေဖို့ဂယူစရပါမယ်ရှင်နွေရှိအေးမြမြတောက်ချင်းကတင့်ရဲ့အတန်းကိုမြန်မြန်ပြန်ကောင်းလာစေနိုင်ပါတယ် အရေးကိုလုံလုံလောက်လောက်တောက်တာကတင်းရဲ့လက်ဆောင်မှာအဆိုတဲ့ကိုထိမ့်ပေးရုံသာမကခနာကိုတစ်ခုလုံးရဲ့လုပ်ငန်းဆောင်တာကိုပါထိမ့်နေနာပြီးအနာကျဖို့အတွက်ကူညီပေးပါတယ်တနေ့ကိုအနေဆုံးရေရှိကွာတောက်ပေးပါအရေးနည်းနည်းဥပမာလက်ဖက်ရည်အယိုးစုပ်ပြုတ်ရည်ပြားတံများရည်တွေကိုတောက်သုံးတာကလက်ဆောင်ကိုအဆိုတဲ့ပေးဆွနိုင်ပြီးရောင်းမှုကိုလည်း ရှော့ချပေးနိုင်ပါတယ်။အရင်နည်းတွေတောက်ဆရာတွေကနာကျင်မှုကိုယာယီတတရာရာစင်နိုင်တယ်။အာနိသင်ကိုပေးစံနိုင်တယ်။အကျိုးကျေးဇူးတွေရှိပါတယ်။ကာဖိန်ဓာတ်နဲ့အရက်အပါဝင်ရှည်ဓာတ်ခန်းချောက်စေတဲ့အရင်တွေကိုရှောင်ကြဉ်ပါ။အဲ့ဒီစားရှည်ဖြော်ရည်တွေဟင်းရည်တွေနဲ့စမူသီတွေကိုအစားတို့စောက်ပေးပါ။ စားရင်တွေနဲ့ပလုံစင်တာကအတန်ကျိုးတွေကိုစိုးစိုးမှုပေးပြီးရောင်းမှုကိုတက်တာစေနိုင်ပါတယ်။ရင်းနှင်းတွေရှင်းအောင်စားတပံကွက်တွေကိုစားလပိတ်စုံတစုံထည့်ပြီးဖြော်ပေးပါ။စားလပိတ်စုံတစုံကို များတဲ့အချိန်လပိတ်စုံတစ်ဝက်ထည့်ဖြော်ပါ။၅စက္ကန့်ကနေ၁၀စက္ကန့်လောက်အထိပလုံကြည့်ပြီးပြန်ထွေးထုတ်ပေးပါ။တနည်းကို၃ချိန်ပြုလုပ်ပေးပါ။ ဆက်လက်တောက်ခြင်းကလက်ချောင်းမှာရှောင်ရမ်းခြင်းရမ်းခြင်းဆက်ပြေးခြင်းဖြည့်ခြင်းနာခြင်းခြင်းတွေနဲ့ဆက်ဆက်နေပါတယ်ဆက်လက်တောက်ခြင်းကလက်ချောင်းမှာကတိကောက်ဖြစ်စေနိုင်တာကြောင့်ဆက်လက်တောက်ခြင်းဖိတ်တောက်ခြင်းနဲ့မိခုံးဝင်ရတဲ့ပဝန်းခြင်းတွေကိုရှောင်ခြင်းတင်ပါတယ်ဆက်လက်ဖြည့်လို့လေနီကိုတင်းပတ်ငုံစေးပြားနဲ့ပီဂရီယာထိရောက်တဲ့အထောက်အကူတွေရှင်းနိုင်ပါတယ် တချို့သူတွေမှာစက်တဲ့အစာစာတွေဖြစ်တဲ့အထူးသဖြင့်ပူတဲ့အရာတာကိုပေးတဲ့ကပ်ဆိုက်စင် ပါဝင်တဲ့အစာစာတွေနဲ့မတည့်ရမျိုးကိုဖြစ်စေနိုင်ပါတယ်ကပ်ဆိုက်စင်ကအတန်ကျိုးတွေကိုရှောင်းဝဲစေပြီးအစာစေအရေတွေစံတက်ကအစာရည်မျိုးပုံကိုလှုပ်ဆော်ဆွေးနိုင်ပါတယ်ကပ်ဆိုက်စင်ကိုမြေုပ်သီးမှာတွေ့ရတဲ့အထွတ်မြေုပ်သီးပါတဲ့အစာစာတွေနဲ့ထုတ်ကုန်တွေကို အတားအိုးရှောင်နေချိန်မှာရှောင်ခြင်းဖို့လိုအပ်ပါတယ်အနာယုခြင်းနဲ့အိပ်ဆက်ခြင်းကခန္ဓာကိုယ်အတွင်းရောင်မှုတွေကို ချော့ချပေးနိုင်ပါတယ်ရုပ်ပိုင်းဆိုင်ရာ ပင်မနွမ်းနေမှုတွေကသင်ရဲ့အတန်ကို ထိခိုက်စေနိုင်ပါတယ် အဆိုတော်တွေဆရာဆရာမတွေရှင်းနေတွေနဲ့ public speaker တွေအားသူတို့ရဲ့အတန်ကျိုးကိုလိုအပ်တာထက်ပိုတုံးရတဲ့အတွက်ကြောင့်အတန်ဝန်နိုင်ခြင်းများစေပါれအလို့ကြောင့်ဖြောပြေးမှုတွေကြောင့်အတန်ကိုအားကိုးနေရတဲ့သူတွေအကျော်အကြံပြုချက်တွေကနံပါတ်၁အတန်ကိုအလွန်ကျော်အသုံးမပြုပါနဲ့နံပါတ်၂နေမကောင်ဖြစ်နေချိန်မှာအတန်ကိုအနာပေးပါနံပါတ်၃လက်ကောင်းကို၆သိစေတဲ့ စေဝါတွေကိုရှောင်ကြမှာနံပါတ်၄အော်ဟဲပြောဆိုခြင်းလိုမျိုးကြီးကျိုးပြောဆိုခြင်းလိုမျိုးတွေကိုရှောင်ကြမှာနံပါတ်၅အသက်ရှူလေ့ကျင့်ခန်းလုပ်ပါနံပါတ်၆မကြခနာလက်စေပါနံပါတ်9အကူပါတဲ့ကတွင်တန်စင်စေဝီကိုရှောင်ရှားပါနံပါတ်၈ခေါင်းနဲ့ပခုံးကြောင်မှာညှက်ပြီးဖုံးမပြောပါနဲ့နံပါတ်၉လိုအပ်ရင်မိုက်ခရိုဖုန်းကိုအသုံးပြုပါ ညာတော့အဖြစ်အတန်ဝူရှောင်းခြင်းကရှန်နေငယ်ကနေဗဘတ်ဒရင်းမှာပြောက်ခင်းပါတယ်တချို့ကတော့တရက်လောက်သာ ဖြစ်တတ်ပြီးတချို့ကတော့နှစ်ပတ်ကြာတော့လုံးဝအတန်ပြန်မကောင်းတာမျိုးလည်းရှိနေနိုင်ပါတယ်အတန်ဝူရှောင်းတဲ့လက္ခဏာတွေကနှစ်ပတ်တည်းပူကြနေရင်ဆရာဝန်နဲ့ကြာတာပေးပါအသက်ရှူကြခြင်းချောင်းဆိုးသွေးပါခြင်းဇက်တိုက်ဖျားနေခြင်းတွေရှိနေမှာဆိုရင်ချက်ချင်းစေကူတာမှုခံယူပါ အတန်းဝင်တာကလူတော်တော်များများမှာတစ်ချိန်မို့တစ်ချိန်မှာဖြစ်တတ်ပါတယ်။ဖျားနာခြင်းကနေအများဆုံးဖြစ်ပွားတတ်တော့လေအတန်းကို အလွန်ကျုံသုံးရသူတွေမှာလည်းဖြစ်ပွားနိုင်ပါတယ်။တည်င်းကောင်းကတော့ရုပ်တည်ရဲ့အတန်းဝရှောင်းခြင်းကတတန်းတို့ပြီးညာတော့ဖြစ်ရန်နေငယ်ကနေတပတ်တီတာကြားတတ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အတန်းကို အနာပေးခြင်းရှင်နေဝှေ့ရှူခြင်းရေမြမြတောက်ချင်းတွေက တတရာရစေနိုင်ပါတယ်။တချို့တွေမှာဆိုရင်အတန်ကညာရင်းချင်းမှာတော့ပြန်ရနိုင်ပါတယ်။ဒီစီဇန်လေးကိုသလောင်းနဲ့ဒီရန်နာပြစီရှင် HC Channel မြန်မာမှာကျမရေးဆိုင်ရာဘုံတူတာတွေအင်ဂျင်ကူတာနီရင်းဆောင်းရဲရှောင်းရဲအဆက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဆောင်းမျိုးကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်နှုတ်ဆက်လိုက်ပါရရှင်။ကျမရေးတဲ့ပတ်သက်တဲ့အသိပညာဘုံတူတာတွေကို မတည်ရသူမရှိရလေအောင်ပြန်လဲမျှဝေပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်